အားလုံးမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာရင်ငင်းပွင့်ဆလင်းရေးတာတဲ့တင်းကြံလဲဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတိမ်ကြီးဖြစ်ပါတယ်ရှင် ကိုကိုပင်မြ мян ခုံလဲလို့ရအောင်လဲလို့ရင်ကြားလိုက်မယ်မတ်ပုတ်ဆောင်တင်မဆောင်ကြီးလဲလို့လို့စီကျွန်တော်ကြားဘူးခဲ့တော့ကြပြားလေးတစ်ပုတ်ဖြစ်သည်ကျွန်တော်မှခုတ်เสีย ကိုကိုပင်မရှိပါတစ်တပင်ခုံမော်စကိုသုံးနှစ်ဆိုတာကြီးကကြောက်ရပါသေးသည်မဘုတ်ဆုံးလဲရက်ွက်ထဲမှာမရှိကြီးမိဘကြောင့်မာတော့ငရုတ်သီးမှုန်တထုံရှိပါသည်ငရုတ်သီးတုတ်ကြီးခွာစည်းသွားလို့လဲလူကြမကောင်းဖြစ်မီမိတို့ဆိုစီချစ်သူကိုရေတခွက်လောင်းရဖို့မြင်းမူတောင်ကိုဖတ်တက်ရမည်ဆိုရင်တော့ကရောင်းကြိုင်မှာဘာလီပုံးချိတ်၍ ဘရောက်ပန်းတွေအိယာကမနိုးခင် အရောက်လာခဲ့ပါမည်ကျွန်တော်မမသည်အတော်လှပါသည် မမအလှကိုကျွန်တော်စားမဖွဲ့နိုင်ပါအနည်းဆက်ဆုံးဥပမာပေးရလျှင် အလှဆုံးနှင်းစီပွဲတစ်ထောင်ကိုခိုးယူ၍ဝတ်မုံတို့ကို စူးစီးယူလိုက်ပါ ထိုအလှသည် မမတယောက်စားအလှနှင့်ညီမျှပါသည်မမ၏အလှသည်နှင်းစီတစ်ထောင်အလှဖြစ်သည် မမ၏အလှနှင့်မမ၏အချိန်ဝါကိုတော့ကျွန်တော်လန့်သည်မမသည်တည်ငြိမ်၏ရင့်ကျက်၏ထိုတည်ငြိမ်ရင့်ကျက်မှုနှင့်နတ်သမီးလေးတစ်ပါးလိုလှသောအလှတို့ပေါင်းဆက်လိုက်သောအခါကဘာမည်သည် လာနှစင်းသာရ၏နင်းစီလာမင်းသည် ကျွန်တော်ရင်ခုန်တန်းပင်လေကိုလှိုင်းကြွားစေခဲ့၏တရက်ဖျားမင်းသည် တောကစားထွက်ရင် သူရောင်မဲနှင့်တွေ့၍ယူရလေသည်ဇက်တော်ထဲမှာ အိုမာဒန်နီကိုမြင်၍တိဝိမင်းကြီးစင်မော်ကဇောက်ထိုးကြတာကိုကျွန်တော်မအံ့ဩမိပါကျွန်တော်မမကိုမြင်လင်တိဝိမင်းကြီး ဟယ်လီကော်ပတာပေါ်ကပင်ဒိုင်မင်ထိုးဆင်းလိမ့်မည်ဖြစ်သည် မမကြီးလူတိုင်းကိုပတင်းမကြည့်ပါနဲ့ညိုငင်နဲ့မျက်တောင်ကြော်ခွင်းမှာပူရိတတွေအလုံးအုံမတ်တကကာကျူးကကြလိမ့်မယ်တမာရီအားခိုင်တဲ့ကျွန်တော်တို့မှမမရဲ့မျက်ဝန်း ကျိုးပြန့်အကြတိဝိမင်းကြဂျွန်တပတ်ထိုးရင်ကျွန်တော်ကမမရဲ့အိမ်အရှိရောက်နောက်ကျွန်းပစ်ပြီးရှောက်ခဲ့ပါမယ်မမရဲ့မျက်ဝန်းကလေးနဲ့အကြည်ချင်းစားဆုံးမိခဲ့တဲ့ညကဒိုင်ယာရီမှာရေးထားမိတော့ကြပြမဟုတ်စားမဟုတ်ကလေးဖြစ်သည်မမနဲ့ကျွန်တော်ဒီလွန်ခဲ့သော9လလောက်ကတည်းကမျက်မှန်းတမ်းမိနေရောမျက်လုံးချင်းစုံရင်ခုန်ဘူးရောမမဘသူဆိုတာ ကျွန်တော်သိနေပေမဲ့ကျွန်တော်ဘသူဆိုတာမမသိမီမဟုတ်။နည်းနည်းတော့လေသိနေနိုင်ပါသည်ဟုအတွေးရှိ၏။ကျွန်တော်တငယ်ချင်းတင့်ဝေကကျွန်တော်အကြောင်းအင်ထရိုဝင်သည့်အနေဖြင့်မမကိုပြောပြထားဘူးသည်။သူကမမနဲ့ခင်မဲသည်။ကျွန်တော်ဆိုသည့်ငတိကလေးကကြပြာရီစာရီယူနေသည့်စာယူပေယူတယောက်ဖြစ်ကြောင်းလက်ရား၍ရေးလိုက်မိတော့ကြပြာရီဝတ္ထုတွေမဂဇင်းတွေ ဘိုးအုပ်တွေမှာပါနေကြောင်းစသဖြင့်အမောတင်ထားခဲ့သည်တနေ့မှာမမကကျွန်တော်တငယ်ချင်းတင့်ဝေကိုမေး၏။ "तू ကဘာနာမည်နဲ့စာရေးတာလဲ?""တာယာမင်းဝေကိုတည်လား?"อืมตีเหรอลิตีใจเตซายเสียตีตั้วล่ะจาบิลิดันเนมิ้นตะเงินจิงกะตายาเม้งวินเนอမျိုးတော်လို့လာဟာဘဲရလားဟိုကတายาเม้งဝေ तू อ่ะတရားမဝင်ဟင် तू อ่ะတရားမဝင်စာရေးနေရလားตะเงินจิงတင်ဝေက တိတိကျကျပဲကြောက်ထဲတွန်းချခဲ့ပါသည်ဟုတ်တယ်သို့တော်လူကဲခတ်တော်၏ပါနဲ့သောမမကတင်းဝေတမင်နောက်နေတာမှန်သည့်ကရည်နေခဲ့သည်ဆိုသောကြောင့်မင်းမမပြောသေးတယ်နေ့တငယ်ချင်းကတခါတခါဥကြောင်ကြောင်နဲ့အတော်ကြီးရတယ်တဲ့အားတက်စရာပဲသို့တော်ကျွန်တော်ကျေနပ်ပါသည်မမအတွက်ဆို ချာလီချက်ပလင်လောက်တောင်ရည်စရာမကောင်းတဲ့ကောင် ဖြစ်နေမှာကိုတော့စိုးရိမ်မိရသေးသည် နေ့တငယ်ချင်းကငါ့ကိုမဂဇင်းတိုက်အယ်ဒီတာနဲ့မှားနေသလားမသိဘူးငါစီကိုစာမှုတွေပို့နေတယ်လို့မဲမမငါ့ကိုပြောတယ်နော် ကျွန်တော်လန့်သွားမိသေး၏ A4 စာရွက်နှင့်လေးမျက်နှာလောက်ထိချစ်ချောင်းခင်ချောင်းကျင်နာချောင်းတွေကိုတဖွဲတနဲ့ရေးထားကနက်ရှင်တော်ဝင်စားပြီးမမဓာတုကလေးရထံ propose လုပ်နေခြင်းကိုကြီးရွေ၍ပြောခြင်းဖြစ်သည် တင်ဝေကတော့အားပေးရှာပါသည် အားမငယ်နဲ့ကွာပုံမှန်သာရေးဖို့ငါထင်တော့မင်းမမကတကယ်လို့နောက်တစ်ချိန်မှာမင်းကဘာကျော်စာရေးဆရာကြီးဖြစ်သွားရင်ချစ်သူတို့ပေးတော်ရည်စားစာများဆိုပြီးစာအုပ်ထုတ်ရောင်းစားခြင်းလို့အမျော်မြင်တဲ့ခုကလေးကစာမူတွေကျိုးစုထားတာဖြစ်နိုင်တယ်ကွာကျွန်တော်ကလည်းလေးလေးနက်နက်ပင်ပြန်ပြောလိုက်ပါသည်တကယ်တော့မီးဘုံပြန်ကဥကြော်ရင်ကိုမစီးပါဘူးဥကြော်ရင်ကသာမီးဘုံပြန်ကိုစီးတာပါဟမ်ဘာဆိုင်လို့တော့မသိဘူးလေ ပါဇက်တဲတွေ့ရလျှောက်ပြောလိုက်တာဟိတင်ဝင်ရှေးမှာမို့စကားကိုရှင်းချလိုက်ရပေမဲ့ကျွန်တော်သိပါသည် စေကူးမီးပုံးပြန်ပေါ်မှာတော့ဦးကျော်ရင်ကဂျွန်မစတန်တွေပြနေပါပြီမမကိုပေးဖို့ရေးထားခဲ့တော့ကြီးစားစားဤအောက်ခြေတွင် စာရကြောင်းထပ်ဖြည့်ရေးလိုက်မိသည်တကြံကြရင် မမကိုရေလောင်းကျင်တယ်ရေလောင်းဝင်ပေးပါထိုအကြောင်းကို တင်းဝေကိုလည်းဖွင့်ပြောတိုင်ပင်မိသည် တင်းဝေကတော့ တွေးတွေးဆဆပြောသည်"음တိတ်တော့မလွယ်ဘူးထင်တယ်ကွ။ဓာတ်စီပုံနဲ့ဆက်လက်ပြီးပြစ်ထင်တာကမှပြေးလို့လွတ်အောင်မယ်။ငါတို့ရက်ွက်ထဲကကောင်းနေမင်းမမကိုရေလောင်းမှုမပြောနဲ့။ရေကွက်ခတ်ပြီးရှေ့ရဖျက်လျှောက်သွားရင်တော့ခလုတ်မတက်ရဲကြအောင်။ခြေတော့ပေါ်ရေဖိတ်ကြမှာစိုးလို့။အဲ့ဒါကိုမင်းကရေလောင်းအောင်မယ်ဆိုတော့ကျွန်တော်မကြောက်ပါ။စိတ်ဓာတ်လည်းမကြမိပါ။ပိတ်ထားတဲ့တကားတွေမှာဟထားတဲ့ချက်တွေရှိတယ်။ဒါကိုဆွဲဖွင့်တက်ဖို့ပဲလိုတယ်။ တခုတော့ရှိတာပေါ့တကားလက်ကင်ကွင်းကချစ်သူလက်ကလေးဖြစ်နေဖို့ပဲလိုတာပါဒိုင်ယာရီထဲရေးပြီးကျွန်တော်ကိုကျွန်တော်အားပေးထားမိသည်ငါဘက်မှာငါရှိတယ်ဆိုသည့်အတ္တာဟိအတ္တာနောသဘောမျိုးဖြစ်သည်အိုမာခေယံကဒုက္ခနဲ့တခါတွေ့တိုင်းချစ်သူလက်ကို တခါကင်မရစေလို့ရေးခဲ့ဘူးသည်ကျွန်တော်ကတော့ကြားနှစ်တွေ့တွေ့ကားနှစ်တွေ့တွေ့ချစ်သူလက်ကို ခဏခဏကင်မရစေ နဲ့သမီးတစ်ဖက်900ဆိုတာလေကျွန်တော်စိတ်မဝင်စားပါဘူး။ဘာကြောင့်ဆိုမမလက်ကလေးတစ်ဖက်ကင်ထားရတာတော့တောင်းရင်ခုန်စရာကောင်းမှာမဟုတ်လို့။တကြံကြိုနေ့မနေ့ပိုင်း7နှစ်လောက်ထီတော့ဆိုင်ဖွင့်လိုက်အောင်မယ်။နေကင်းကနေစပြီးဆိုင်ပိတ်မယ်။နှစ်စန်းနှစ်ရက်နေကြမှာပဲပုံမှန်ပြန်ဖွင့်မှာပေါ့။ကျွန်တော်ထိုင်နေသည့်လက်ဖက်ရည်ဆိုင်မှာမနေ့စာလက်ဖက်ရည်လာတောင်းရင်ဆိုင်ရှင်အမပိုင်ပိုင်နဲ့စကားဆက်ကမမပြောနေခြင်းဖြစ်သည်။ ကျွန်တော်ထိုင်နေသည့်ဇပွဲကမမထိုင်နေသည့်ဇပွဲနှင့်မလန်းမကန်းမှဖြစ်၍ရှင်းရှင်းလင်းလင်းပြပြတတကြားရခြင်းဖြစ်သည် စကားပြောနေသည့်အခိုင်မမ၏အကြီးနက်နက်တစ်ချက်ကကျွန်တော်ထံဖြက်ခနဲရောက်လာသည်ကို ကျွန်တော်သိလိုက်၏မမပြန်သွားပြီးချင်းအတူထိုင်နေသည့်တငယ်ချင်းကိုကျွန်တော်မေးလိုက်သည်ဟေ့အောင်စောလေးကမမပြောသွားတာကြားလိုက်လားဘာကြားရမှာလဲဩ တော်တော်ချီအမြင်မရှိတဲ့ကောင်းပဲအကျိုးနဲ့မနက်ပိုင်းဒီဆိုင်ဖွင့်မှုပြောသားတယ်လေကွာအေးလေအဲ့ဒါဘာဖြစ်လဲနေစမ်းတရရနေ့ထိဆိုင်ပိတ်မှာကိုပြောသားတာပဲသူ့ဘာသာရိုးရိုးပြောသားတာအလိုက်ကန်းစိုးမသိအထက်ထက်ဘင်းရှင်အောင်ဆောင်းနေသည့်တငယ်ချင်းကိုကျွန်တော်ပြောလိုက်၏ဒီလိုရှိတယ်ကွာမမကအခါတိုင်းဆိုမနေ့စာလက်ဖက်ရည်နဲ့မုတ်ကိုဒီဘက်ကိုဆိုင်ရကောင်မလေးတယောက်လှုပ်ပြီးမှားတယ်သူ့ဆိုင်ကိုစပွဲတိုးလေးတွေတွားပို့ပေးရတယ် တခါတလေမှကိုရင်ဆိုင်ကိုလာပြီးမနှက်စာစားတတ်တာမို့လားဒီမနှက်ဆိုင်ကိုလာတယ်ကွာဆိုင်ရှင်အမကိုတကြံအကြနေကြမှာဆိုင်ပိတ်မယ်မို့လားလို့မေးပြီးသူ့ဆိုင်ကခလေးမတွေကအကျုံနေကလေးကပိတ်ပေးဖို့ပူဇာနေကြောင်းပြောပြီးအကျုံနေမနှက်ပိုင်းဆိုင်ဖွင့်အောင်မယ်ပြောတာကငါ့ကိုသိစီခြင်းလို့ပြောတာလို့ငါထင်နေတငယ်ချင်းကကျွန်တော်ကိုတမင်မဲပြပြီးကြည်သည်သူပိတ်ချင်အကျုံနေကလေးကပိတ်လိုက်လို့ရတာပဲတကြံ၃ရက်လုံး မမကအပြင်းမထွက်ဘူးတေးကြတယ်။အိမ်အထိလိုက်ပြီးရေလောင်းဖို့မဖြစ်နိုင်ဘူး။အကျိုးနည်းမတန်ခင်ရေသွားလောင်းလို့လည်းမရဘူး။ရေကစားတာအကျိုးနည်းမှာကိုအဲ့ဒီတော့အကျိုးနည်းမနဲ့ပိုင်းဆိုင်ဖွင့်ချိန်ဟာငါရေလောင်းဖို့အခွင့်အရေးပေးထားတာပဲလို့ငါထင်တယ်။အကျိုးနည်းမနဲ့မှာမမကငါရေလောင်းခွင့်ရအောင်ကြိုးစားမယ်ကွာ။တင်းဝေကမဲပြကမှတ်ချက်ချသည်။အင်းတတ္တိကတော့နပိုလီယံပဲ။ကျွန်တော်ဘဝင်မြင့်လိုက်ပါသည်။နပိုလီယံတော့ ကျွန်တော်လောက်ရဲရင်မှမဟုတ်ချင်။ဝါတာလူတင်းချံမှာ9မိနစ်နောက်ကြပြီးမရောက်ရဘူးပဲစူးစမ်းရပြီမီ။အာရက်ဆော်ဝါတွေကချစ်သူစီ ကလအိုစီတွေလာခဲ့ကြသည်။မွန်ဂိုတွေကချစ်သူစီမြင်းစီတွေလာခဲ့ကြသည်။အက်စကီမိုလူမျိုးတွေကချစ်သူစီ ခွေးဆွဲသောစွတ်ဖားကိုစီး၍လာခဲ့ကြသည်။ကျွန်တော်ကဟယ်ရီပေါ်တာဖြစ်နေရင်ချစ်သူစီ မော်တပြက်စီးကိုခွာစီးကပြတ်တန်းသွားမိမိဖြစ်သည်သို့တော့ကျွန်တော်ကဟဲရီပေါ်တာလောက်မစွမ်း၍စပိန်စီး၍ချစ်သူစီသွားမိလေထဲမှာတကြံရနံ့ကိုရသည်တူးပို့တူးပို့တချင်းတန်တချို့နားထဲမှာကြားရသည်စပိန်နေရင်သူကမြူးကြွတွက်လန့်နေသည်တစ်လွင်ဝင်းလက်တော်နေကြည်သည်ပင်အာရင်တစ်တွေကျွန်တော်ကိုယ်ပေါ်လောင်းချပေးနေသည်ဟုခံစားမိသည်စပိန်အောက်က ြေနီလန်းသည်နောက်သို့ပြေးနေ၏မမစီကိုရောက်နေနေသောကျွန်တော်စိတ်ကထိုင်နေကြလက်ဖက်ရည်ဆိုင်ကလေးစီသို့ပြေးနေသည် ထိုဆိုင်ကလေးနှင့်ညနေချင်းဆိုင်ရှိဖက်ရှင်စတိုးဆိုင်ထဲမှာတော့ကျွန်တော်ရဲ့မမရှိနေလိမ့်မည်ဝါတာလူးတင်းကြံကို စပိန်စီ၍စစ်ချီလာရလန်းတွင်တားဖာနှစ်ယောက်လမ်းလျှောက်လာတာကိုတွေ့သည်မြင်နေကြအသည့်တွေဖြစ်နေ၍ကျွန်တော်နှုတ်ဆက်လိုက်မိသည် ဆရာမင်းခိုင်တို့တားဖပါလားဒီနေ့ဆိုင်မပေဘူးလားအခါတိုင်းစက်ဘင်းနဲ့လာနေကြပါဒီနေ့စက်ဘင်းမပေါင်းလားဗျသူ့အပူကို သူများကိုချမပြတ်တတ်သောဆရာမင်းခိုင်ကကြပြဆန်ဆန်ပြန်ပြေးသည်စက်ဘင်းကအလီဘာဘာခဏငှားသွားလို့နံပါတ်41စီးပြီးလာခဲ့ရတယ်ဗျာဘာလဲဗျာနံပါတ်41ကကားနံပါတ်လားဘယ်ဟုတ်ရမလဲ41ဆိုတာကျွန်တော်စီးနေတဲ့ဖက်နံပါတ်ဗျာအော်ဟုတ်ကဲ့ဟုတ်ကဲ့ ဒေါ်နယ်ထရန့်နဲ့ချိန်ထားတာရှိလို့တွားလိုက်အောင်မယ်နော်အရေးကြီးချောင်းကိုပါဇက်တဲတွေ့ခရပြောပြီးအမြန်လစ်ခရသည်ဒါတော့လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာကျွန်တော်သူငယ်တန်းတို့ကငယ်စရာဆရာဦးတောင်းဝင်းနှင့်ဘိုးချုပ်အောင်စန်းပုံကိုရဲဘော်မောင်ထွေးနှင့်မှအောင်ပုံတူအစွဲတင်ပေးခဲ့သောဆရာဖောင်းတို့ကိုမတိတလိုလိုနှင့်ရှောင်လာခဲ့ရသည်သည်ဈေးဝယ်ထွက်လာသည့်ရက်ွက်ထဲကအမေမူဈေးပေါဝါမှာ ဇာအုပ်အော်ရောက်နေသောမောင်ကျော်ခင်ဝင်းဆိုသည့်လူငယ်ကလေးနှင့်ပလုံကောက်နေသည့်စူးရစ်ပန်းတို့ကလေးအုပ်စုကိုလည်းမမြင်ချင်အောင်ဆောင်ကရှောင်ထွက်လာရသေးသည်သူတို့နှင့်စကားပြောနေရလျင်နပိုလီယံနောင်ဝါတာလူးစစ်မြေပြင်ရောက်တော့မှာမဟုတ်ချေကျွန်တော်ရင်ခုန်တန်းနဲ့ကျွန်တော်ချစ်သူစီဖြောင်းပြောင်တန်းတန်းသွားတာပဲကောင်းပါသည်ချစ်သူစီလာရလမ်းမှာအုံးလက်မန်းတက်တချို့ကိုမြင်ရ၏ဒီနှစ်တင်းကြံ တကြမင်းဘာကင်ပြီးဆင်းလာမှာလဲကျွန်တော်မသိဘူးမိစားတစ်ဖက်ရေမုတ်တစ်ဖက်ကင်ပြီးဆင်းလာလဲကိစ္စမရှိနဂါးစီစင်စင်တီကောင်စီစင်စင်ပြဿနာမဟုတ်ပါကျွန်တော်ရင်မက်ပေါ်ခုံမချလိုက်ဖို့ပဲတောင်းပန်ခြင်းပါသည်အကြမတော်လဲတကြမင်းခြေတော့ကျိုးသွားမှာမစိုးရိမ်ပါကျွန်တော်ရင်ခုံတန်းတွေကျိုးပဲ့သွားမှာစိုးရိမ်ပါသည်မမကိုရေလောင်းခွင့်ရရပါစီ တိုးတိတ်စွာဆူတောင်းမိသည်လက်ဖက်ရည်ဆိုင်ရှိစပိန်ရက်မိလင်ရက်မိခြင်းမမရှိယာဘတ်တို့တစ်ချက်လှမ်းကြည့်မိ၏ကျွန်တော်စီလှမ်းကြည့်လိုက်သည်မမဤမျက်ဝန်းလှလှကိုရင်ခုန်ဝဲတွေ့ရသည်ကြွေကနေမိသွားသော စပိန်ပရိတ်အုပ်တန်သည် ကျွန်တော်ယောက်ျောင်းတင်ကေတအဖြစ်မမတတိထားမိနေတာဖြစ်ကြောင်းကျွန်တော်သိသည်အတံမြည်သည့်ပရိတ်ကလေးကို ကျွန်တော်ကျေးဇူးတင်ပါသည်လှမ်းကြည့်လိုက်သည် မမမျက်ဝန်းကလေးကိုကပူ၍ပူ၍ကျေးဇူးတင်ရင်ခုန်မဆုံးတော့ဖြောဆရာချစ်ဦးကိုယ်တိုင်ကျွန်တော်တောက်နေကြနေကြီးဆဲလိတ်နှင့်ပေါ့ကြအခါပြင်းပြင်းလက်ဖက်ရည်ကိုလာချပေးသည်ရေတန့်တပူပေးလက်ဖက်ရည်တောင်းရင် ရေတန့်မှုမှနေတော့ကျွန်တော်ကိုဖြောဆရာချစ်ဦးကထူးဆန်းတယ်လို့ကြည်သည် စိတ်မှမှန်သေးရဲ့လားဆိုသည့်သဘောအရက်ကိုရေရောတောက်တာပဲတွေ့ဘူးတယ်လက်ဖက်ရည်ရေရောတောက်တာမတွေ့ဘူးဘူး ရှာမရှိပါနဲ့ပေးမှသာပေးစမ်းပါ။အွန်လိုင်းမှာရေတံမှုနဲ့ပိုက်ကလေးတစ်ချောင်းလာချပေးသည်။မမတို့အထယ်ဆိုင်ဘက်ကိုလှဲ့ငေးကြည့်နေမိ၏။လမ်းမတစ်ဖက်ဆိုင်ထဲမှာရှိနေသောမမနှင့်အကြည်ချင်းတစ်ချက်တစ်ချက်ဆုံသည်။လက်ဖက်ရည်တောက်ပြီးရှေ့မှာရှိနေသော ပလတ်စတစ်ပိုက်ကလေးကို လက်သေးပြေဆွဲချေဖြတ်ပြီးခြီထုံးကဆော်ကစားနေလိုက်သည်။မမမြင်အောင် တမင်လောက်ပြနေခြင်းဖြစ်သည်။ မမမြင်ပြီးအတော်လက်စော့တဲ့ကလေးပဲဟုထင်ခြင်းလဲထင်နိုင်ပါသည်စုပ်တောင်းစရာပိုက်ကို ဖြက်စည်းနေမှတော့ရေတံမှုသည်တောက်ရမဟုတ်ဟုသောစာရန်ကက်စရာမလိုတော့ပါဒါကိုတော့မမသိဖို့လိုပါသည်ဒီရေတံမှုကဘာလို့ဖို့တော့တင်ဝေရောက်လာပြီးမေးလိုက်ခြင်းဖြစ်သည် မမကိုရေလောင်းမလို့ဖြစ်ပါမလားနပိုလီယံကပြောတယ်မဖြစ်နိုင်တာမရှိဘူးတဲ့ကျွန်တော်ကို တင်းဝေကတေချာကြည့်သည် နေမမြင့်ခင်ကလေးကအယူကရင့်နေပြီတကယ်လုံးမိပုံပေါ်နေ၍သူကောင်းငိတ်ပြသည်တားမရလဲလှုပ်ပေါ်ကျွန်တော်ကတော့တကြမင်းငကင်းကြီးနဲ့စင်တာတော့မရတော့ပါမမကိုရေလောင်းရဖို့အရေးသည်တေးရှင်ရေးတမျှအရေးကြီးပါသည်ရေမွေးထည့်ဦးမလားမနေ့ပြန်ရေပတ်ဖို့အတွက်ဝေထားတာရှိတယ်နက်ကတော့ရေမွေးဟုလူပြောများသည် ကန်းကော်ရနံရင်မွေးပလင်အသေးလေးကိုဘောင်းမီအိတ်ထဲမှထုတ်ပြသည်ကျွန်တော်ကောင်းခါပြလိုက်သည်ရင်မွေးထဲမီဆို ကျွန်တော်မှာရှိုးမီတစ်စိတ်ရင်မွေးရှိနေသည်ကျွန်တော်ရင်မွေးမကြိုက်ပါမမကလည်းမိန်းကလေးဖြစ်ပေမဲ့ရင်မွေးမကြိုက်ဘူးဆိုတာကျွန်တော်သတိထားမိသည်မမရှိရောက်မိတိုင်းပုံမှန်တင်းနေသည်ရှင်မတော်တနခါရနံလေးကလွဲ၍ရင်မွေးနံ့ကိုမရစဘူးကျွန်တော်မှာ အတိဘယ်တစ်ခုကလည်းရှိနေသည် မမကိုလောင်းမိကျွန်တော်ရည်သည် ကြည်လင်တန်ရှင်းနေရမည်အယောင်အစင်းအနံမရှိစေရထိုအချက်သည်ကျွန်တော်မြစ်တာအားကိုစားပြုခြင်းဖြစ်သည်မင်းဟာကရေတံမူးကြီးနဲ့အဖုံးဖွင့်ပြီးလောင်းမကတော့ကြပြမဆန်သေးပါဘူးကွာဖလားလေးပါလေမပအောင်လားရက်ွက်ဓမယုံကအလူကံဖလားသွားငှားရအောင်မလားရေးထည့်လောင်းဖို့အတီပြောတာလားရွယ်ပြောတာလားမသိသည်တငယ်ချင်းတင်ဝေဤစကားကို ခေါင်းခါပြညင်းလိုက်သည်ကျွန်တော်ဖို့ပကာသနာတွေမလိုပါ အလှပြဖို့လည်းမဟုတ် ကျွန်တော်လောင်းသည့်ရေသည် မမကိုပေါ်ရွှဲဆူသွားဖို့ပဲလိုသည်တပြေးခန့်နှင့်ရေပက်လာအောင်မရင်ကျေးပေမဲ့အချစ်တသက်နှင့်ရေလောင်းခြင်းသည်ဆက်တနာရီထိုးပြီးဆိုင်းရှိပလက်ဖောင်းသို့မမထွက်လာသည် မမရဲ့ဖက်ရှင်စတိုးဆိုင်ကလေးပိတ်ပြီး အတွင်းကမှန်တကားတွေကိုဆွဲပိတ်၍ အပြင်ကဘာသာတန်တကားကိုကမာလေးတွေဆွဲချပြီးပိတ်နေတာမြင်ရသည်တော့ကလကွဲမှာတော့ခတ်၍မမစီကိုတော့ဇံပြန်ပေးကြသည် မမကတော့ကို သူ့လက်ဝဲအိတ်ထဲထည့်သည်ကမာလေးတွေကို မမစကားရပြောနေသည်စောင်းနေသူအဖို့တကဘာလောက်ကြာသည်ထင်ရပါသည်ကမာလေးတွေခေါင်းတငိမ့်ငိမ့်နှင့်ပြန်လန်ပြောဆိုနေပုံကို ကျွန်တော်လှမ်းမြင်နေရသည် ကာမလေးတွေကိုမမစကားရက်ပြောနေသည်စောင်းနေသူအဖို့တကဘာလောက်ကြာသည်ထင်ရသည်ကာမလေးတွေခေါင်းတညိမ့်ညိမ့်နဲ့ပြန်လန်ပြောဆိုနေပုံကိုကျွန်တော်လှမ်းမြင်နေရသည်ကာမလေးတွေသူတို့ဆိုင်ကနေသူတို့ပြန်ထွက်သွားခြင်းအထိမမပလက်ဖောင်းပေါ်မှာရက်ကြည့်နေသည်ပြီးမှရှေ့မှာရက်ထားသောကားဖြူလေးစီတို့ရှောက်သွားသည်ဟေးအောင်သွားတော့တငယ်ချင်းတင်ဝေကလက်တူပြောသည် သူမပြောလဲ မမစီကျွန်တော်သွားတော်မူဖြစ်သည်လမ်းဟိုဘက် ကျွန်တော်ဘလို့ရောက်သွားမှမသိလိုက်စိတ်သည်အလင်းထက်လျင်သည်အတန်သည်စိတ်ထက်များစွာနောက်ကြ၏ကျွန်တော်ခေါ်လိုက်သည်မမတောကိုနှိပ်၍ကားလော့ဖွင့်ရင်းမှပင်ရေတံမူးကင်လျက်အနားရောက်လာတော့ကျွန်တော်ကို မမလှဲ့ကြည့်၏သူဤလက်ပွေအိတ်ကိုတကားဖွင့်၍ကားထဲထည့်သည်ကားထဲဝင်ထိုင်၍မှန်တင်ကား ချက်ချင်းမောင်းထွက်သွားတော်မူလားစိုးစိတ်ရင်သည်တရိတ်တိတ်ခုံ၏မမကျွန်တော်ကိုတစ်ချက်ကြည့်လျက်ရက်နေ၏မမကိုတကြံရီလောင်းမရစေလောင်းဝင်ပေးပါနော် နော်မမကျွန်တော်အတန်တို့သည်ထိန်းထားသည့်ကြားမှတုံရင်နေသည်ကိုတရိထားမိ၏မလောင်းနဲ့အဲ့ဒီလိုအောငေါက်လိုက်ပါလားကျွန်တော်စိုးရင်သည် ကျွန်တော်တွေးချောင်နေမိသည် မမကျွန်တော်ကိုတစ်ချက်ဆိုက်ကြည့်သည်ရေလောင်းဝင်ပြုပါနော်မမ ထက်စင်တောင်းဆိုတော့ကျွန်တော်စကားမမကကောင်လေးတယောက်ကြောင့်စိတ်ညစ်ရပါလားဟုသည်ပုံစံမျိုးဖြင့်တက်ပြင်းဖော့ဖော့ကိုချသည်ပြီးမှမတိမတာခေါင်းဆက်ညှိပြသည်ဟာပျော်လိုက်တာမမကကြောပေါ်ဝဲကြနေတော့သပင်ရှည်တွေကိုလက်နှစ်ဖက်နဲ့တင်းစုယူလျက်ပခုံးပေါ်မှကြောကရှေ့သို့ချသည်ကားကို꿰လျက်ကျွန်တော်ကိုကြောပေးရလိုက်သည်ရေလောင်းခံရန် အစင်တဲ့အနေထားလူရင်းမြင်ကုန်မဲမြင်မြန်လောင်းတော့မမဤတိုးတိုးညင်သာသော ပြားရည်စကားခေါင်းငုံရက်နေသောမမဤလေကူသားဖွေးဖွေးကိုကျွန်တော်တွေ့ရသည်မြန်နေသော ရင်ခုန်တန်နှင့်အတူ ရေတံမှုကိုဖွင့်၍မမရဲ့ပခုံးထက်မှဖြည်းဖြည်းချင်းလောင်းချမိသည်လက်သည် တစက်စက်တုံရင်နေ၏ကြည်နူးချမ်းမြေ့ခြင်းကရင်နှင့်အမျှမမ၏ ျွန်တော်လောင်းတဲ့တကြံရီဆိုတဲ့နေ့ကစလို့တနှစ်ပတ်လုံးအေဂျင့်တာယာချင်းပြည့်ရှိပါစီရင်ထဲရေရွမိတော့စူတောင်းစကားကနှုတ်ဖြားစီအလိုလျောက်ထွက်ကြလာသည် မမကြီးကြောပြင်တခြားရေများတစိမ့်စိမ့်စီးစင်းကဆူဆွတ်သွားသည် ရင်ခုန်စရာရေဆူအလှကလေးကိုတရင်ကမမဆက်ဆက်ငေးဆိုင်ကြည့်မိ၏တလီတာရေတံမှုကလေးကဆန္နာပင်နေနှင့်စားလင်အလွန်နေလွန်သည်ထင်၏ ကျွန်တော်လက်ဖျားမှာတကြံရေတကွန်ဒီရေကုန်သွားပြီဖြစ်သည်ရေအကျရက်သွားတော့မှမမက ရှေးသို့တလန်တိုးထွက်၍ကျွန်တော်ကိုလဲကလေးငဲ့၍ကြည်ကရှက်စနိုးလေးပြုံးပြသည်ဖျောင်းရှည်လဲအငဲ့ရဲ့ကြဲကြွေတဲ့အကြည့်ရှက်စနိုးအပြုံးကနှလုံးသားကိုအုံမိုးကျွန်တော်အိမ်မက်တွေခိုးယူသွားတယ်ရေလောင်းရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ကျေးကျူးကဘာဆိုင်မှာမမကြီး ဦးညွတ်လျက်အပျော်ဆက်သောကျေးဇူးတင်စကားဆိုမိ၏။တော်ရမယ်နော်။ဆဲလေတဲ့နှုတ်ဆက်စကားကျွန်တော်ကောင်းကြီးပြပြီးကားတကားကိုဆွဲဖွင့်ပေးမိသည်။ယေစုတော်ဝတ်အလှဖြင့်မမကားထဲညင်သာစွာဝင်ထိုင်သည်။အလိုက်တသည်ကားတကားလေးကိုပိတ်ပေးလိုက်သည်။ကားဖြူလေးသည် ကျွန်တော်ရှိမှဖြည်းဖြည်းလေးလျက်ဆထွက်သည်။မမကားမှန်များကို မတင်ပြပါမင်းနေလို့မဟုတ်ချင် ျွန်တော်ငေးကြည့်ဖို့ခြံထားတာဖြစ်နိုင်ပါသည်ကျွန်တော်ကလည်းကားကလေးကို မျက်စိတစုံငေးကြည့်နေမိပါသည် ပလက်ဖောင်းပေါ်မှာ ရေတံမှုအလိုကြီးကင်လျက်မတ်တက်ရက်နေတော့ကျွန်တော်ကိုတခြားသူတွေက ထူးဆန်းတယ်လို့ကြည်သွားကြသည်ထို့စဉ်ကျွန်တော်ပခုံးပေါ်လက်တစ်ဖက်ကျလာသည် Congratulation တငယ်ချင်းတင်ဝေဤဂုဏ်ပြုစကားကျွန်တော်သူ့ကိုပြုံးပြလျက်ပြန်ပြောလိုက်သည်နပိုလီယံ ဥရောပတလွားကိုတိမ့်နိုင်ခဲ့တော့ကတာအခုကျွန်တော်ပြောသလောက်ပြောမယ်မထင်ဘူးသူကပြောသည်အေးပါကွာအယူစိတ်ချမ်းသာရင်တိုင်းပြည်အေးချမ်းပါတယ်ဟူ၍ထိုအကြောင်းကိုစားချဲလျက်တခြားသူတွေကိုတခန်းတနာပြန်ပြောပြမိလင်ကျွန်တော်ကို အယူဟုဆိုကြလိမ့်မည်တကယ်တော့လေသူတို့အတွက်ဘာမှမဟုတ်ပဲကိုကျွန်တော်အတွက်တော့ချစ်သူကိုတကြံရည်တစ်ခွက်လောင်းခွင့်ရခြင်းသည် ကဘာတဝက်ကိုအပိုင်ရလိုက်ခြင်းဖြစ်သည်ချစ်သူတိုင်းချစ်သူတိုင်းကိုချစ်သူကို ရေလောင်းခွင့်ရကြပါစီဝေးနေကြတော့ဝေးနေစေချစ်သူများအမြန်ဆုံးတွေ့ရပြီးချစ်သူကိုရေလောင်းနိုင်ကြပါစီတင်းကြံမှာပရောက်ပန်းတွေဝါပါစီတေးသံတွေဝေးဖြာပါစီတင်းကြံရေးအေးပါစီဘေးပရာဝေးကွာကြပါစီကဘာတိတော်တင်းကြံမင်္ဂလာရှိသောတင်းကြံကိုအမြန်ပြန်ယူနိုင်ကြပါစီ ကိုကိုပင်မြ мян ခုလှဲလို့ရအောင်လဲလို့ရင်ကြာလိမ့်မယ်မတ်ဘုံစုံ တင်မစုံကြီးလှဲလို့လို့စီနားစင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။